ပိုင်းတစ်ဆင့်မှာတော့ကိုရီဂျင်မာရဲ့အဖွဲ့ကကိုရီဂျင်မာရဲ့မွေးနေ့ပွဲလုပ်ပြီးလို့ညဘက်အပင်ကိုလမ်းလျှောက်ထွက်လာခဲ့ကြပါတယ်။စာကူလေးကတော့ကိုရီဂျင်မာကိုဒီနေ့မွေးနေ့မှာကိုရီဂျင်မာပြောင်းလဲလို့မေးရကြောင်းအရင်ကဆိုမွေးနေ့ပွဲဆိုတော့ဗာမန်းတော်မသိရတဲ့နှစ်တွေအများကြီးပဲဖျက်ချော်လာပြီးမယ်။ဒီနေ့မှာတော့စာကူလေးကြောင့်အရန်ကိုပြောခဲ့ရတယ်ဆိုပြီးတော့ကိုရီဂျင်မာကပြောလိုက်ကစာကူလေးကတော့ကိုရီဂျင်မာပြောတာကိုကြည့်ပြီးတော့ PT ဖြစ်နေပါတယ်။ PT ဖြစ်နေတဲ့စာကူလေးကိုသူ့ရဲ့ပုံသူ ဆွေပြီးခဲ့တော့နောက်ထပ်ကျေးဇူးတင်စကားပြောလိုက်တာစာကူလေးကကိုရီချီမာနဲ့တူလားလို့ပြောတာကြောင့်ကိုရီချီမာလည်းတထရာနဲ့တွေ့တယ်လို့ပြောပြီးစာကူလေးရဲ့လက်ရာကတည်တဲ့ပြီးအယံတော့တယ်ဆိုပြီးတော့လည်းချီးကျူးနေတာကြောင့်စာကူလေးလည်းပျော်နေပါတယ်အဲ့ဒါကြောင့်နောက်နေ့ကိုရီချီမာရဲ့မွေးနေ့မှာဒီတက်ပုံကောင်းတဲ့ပုံလေးဆွဲပေးမယ်လို့ပြောလိုက်တာအခုဆွဲထားတဲ့ပုံကိုသူ့ရဲ့ခန်းထဲမှာခြေထားမယ်ဆိုပြီးလည်းကိုရီချီမာကပြန်ပြောလိုက်ပါတယ် တယောက်နဲ့တယောက်မေတ္တာတရားတွေအပြန်လဲပေးခဲ့ကြပြီးကိုရီချင်းမှကြောင့်သူရဲ့အမိန်နဲ့ဆုံခဲ့ရတယ်လို့တငယ်ချင်းတွေအများကြီးလည်းရခဲ့တယ်လို့ဆိုတာသူရဲ့အထူးချက်မှုတွေလည်းပျော်သန်းတယ်လို့ဆိုပြီးတော့ပြောလိုက်တာဒီနေ့လဲသူတို့မင်းမရတဲ့အမတ်တရားတွေအများကြီးပဲရှိတယ်ဆိုပြီးလဲစာကူလေးကပြောနေပါတယ်ဒါကြောင့်ကျတော့သူကြောင့်စာကူလေးပြောနေတာကိုကြည့်ပြီးလူမိုင်းကြီးလည်းအရန်ကိုကျင်းနေနေပြီးတော့အဒီတမကစာကူလေးကိုချောက်ချောက်ပေးသွားမယ်ဆိုပြီးလဲစာကူလေးရဲ့ဘေးနားကနေဘယ်မှမတော်ဘူးဆိုပြီးလဲကိုရီချင်းမကဂရီတွေပေးနေပါတယ်ဒါတွေကြားလိုက်ရတဲ့စာကူလေးကတော့ကိုရီချင်းမကိုချစ်စရာကောင်းတဲ့ပုံစံတစ်ခုလုပ်ပြလိုက်တာကိုရီချင်းမကတစ်ဆဆကြီးနေတာ ြောင်းစာကူလေးလေးဆက်သွားပါရယ်ဆက်စရာကောင်းတဲ့စာကူလေးရဲ့အပြုမူတွေကြောင်းကိုရီချီမှလည်းစာကူလေးကိုခုနကတည်းကနောက်တစ်ခေါက်ပြန်လုတ်ခိုင်းနေပါရယ်စာကူလေးကတော့ရှက်နေရကြောင်းမလို့ချင်ဘူးဆိုပြီးလဲကောင်းရဲ့နေခဲ့ကစာကူလေးကနောက်တစ်ခေါက်ထပ်လုတ်ပြရင်ဒီနေ့သူ့ရဲ့မွေးနေ့ကကဘာမှာပျော်စရာကောင်းဆုံးမွေးနေ့လေးဖြစ်သွားမှာဆိုပြီးလဲစာကူလေးကိုထပ်ပြီးတောင်းဆိုနေပါရယ် ဒါကိုကြတော့စောက်ကလေးတွေတခါပဲလုပ်ပြမယ်လို့ပြောပြီးခုနကလိုချက်စရက်ကောင်းတဲ့ပုံစံထပ်လုပ်ပြတာကြောင့်ကိုရီကြီးမှလည်းဖုန်းကင်မရာနဲ့အမြဲရိုက်ပြီးတော့ခုတော့အကောင်းဆုံးမွေးနေ့လေးကိုပိုင်ဆိုင်သွားပြီဆိုပြီးတော့စောက်ကလေးကိုစနိုင်ခဲ့ရာစောက်ကလေးကတပုတ်ရမယ်ဆိုပြီးဂျုံမပြောလို့ကိုရီကြီးမှကိုအကျင့်မကောင်းဘူးဆိုပြီးလည်းစိတ်ကောက်နေပါရဲ့အဖေလေးတွေတွေ့ကတော့ဒီလိုစိတ်ကောက်မဲ့ဘေဘီလေးတယောက်တော့မရှိလို့စိတ်မကောင်းပါဘူးဗျာဒါနဲ့ကျွန်တော်လည်းအဖေပါစတာပါတကယ်လည်းအဖေပါဒီစီစဉ်ကိုအဓိကမိန်စဖုံသာပေးတာကတော့ FA organization မှာဖြစ်ပါရဲ့ဒီလိုနဲ့ ဦးနဲ့ကလေးတို့ရဲ့တန်ရုံးစီလေးကပူပူပြီးတော့ခိုင်မာလာပါတယ်။နေရောင်သားလေးတယောက်ကိုတယောက်အပြောင်းအလဲဖြစ်နေကြပြီးတယောက်မရှိရင်တယောက်ကမနီတက်ဖြစ်နေပါရဲ့။ဒီလိုနဲ့အားလုံးလည်းအိမ်ကိုပြန်ရောက်လာကြပြီးစာကူလေးကအဲ့ရမွေးခင်မနက်ဖြန်သူ့ကိုပန်းချလိုက်ပို့ပေးဖို့ကိုပြောလိုက်ကဒီတကောင်မပို့ပေးရင်ဂရီချီမကိုစိတ်ကြွမှဆိုပြီးလဲပြောလိုက်တာကြောင့်ဂရီချီမလည်းစိတ်ချအတူတူသွားမယ်ဆိုပြီးတော့ပြောရင်းနဲ့စာကူလေးကိုကိုနိုင်ဆိုပြီးတော့နှုတ်ဆက်လိုက်ပါရဲ့။အခြားတစ်ဘက်မှာကတော့ဂရီချီမနဲ့အရင်ကရာသီရှိခဲ့တဲ့အဖွဲကောင်းဆောင်က ဆာဂူလီကတပုတ်ကိုကြည့်ပြီးတော့အရေးကြီးဆုံးအရာကဒီကလေးပဲဆိုပြီးတော့ပြောနေပါတယ်။ဒီလိုနဲ့မနဲ့ရောက်လာခဲ့ပြီးဆာဂူလီကကရီတီမနဲ့အတူပန်းချက်ကိုတောင်းလိုက်ရလို့တတတကြကြနဲ့အစီဆုံးကသွားနေပါတယ်။ဒါကိုကြည့်ပြီးဆာကသူတို့နဲ့သွားတော့ဆာဂူလီရဲ့ပုံစံကပြင်းချောက်ချောက်ဖြစ်နေပြီးတော့ကရီတီမဘာမှအခုလိုတက်ကြွလာတယ်ဆိုပြီးတော့လေကရီတီမကိုပြောပြနေပါတယ်။အဲနောက်လမ်းဆောက်ရှောက်ရင်းနဲ့ ဆာဂူလေးရဲ့တငယ်ချင်းတွေနဲ့လမ်းမှာဆုံလာကြောင်းဆာဂူလေးကဂရီချင်းမတို့အဖွဲနဲ့မိတ်ဆက်ပေးလိုက်ကသူ့ရဲ့တငယ်ချင်းတွေကိုလည်းသူ့ရဲ့အုံထဲသူပါရတယ်ဆိုပြီးတော့လည်းကြွားနေပါတယ်ထပ်ပြီးတော့လည်းတူတူပုံနိုင်ကစားကြမယ်ဆိုပြီးတော့ပြောလိုက်ကဂရီချင်းမကိုအဲ့ဒီကစားနီးမှတ်မိသေးလားဆိုပြီးတော့မင်းနေပါတယ်အစားကတော့ဂရီချင်းမကဘာမှမသိဖြစ်နေပေမဲ့ဆာဂူလေးကတော့သူနဲ့ဆက်ဆက်တွေ့တော့ကတော့ပေါင်းနှောက်ကောင်ကိုဖိုက်ဖို့သူကတော့အဲ့ဒီကစားနီးကိုပြောခဲ့တာတွေကိုအပြတ်ပြီးအမှတ်ရသားခဲ့ပါတယ်အဲ့ဒါကြောင့်စောကြမယ်ဆိုပြီးတော့လည်းဆာဂူလေးနဲ့ကလေးသုံးယောက်ကပုံပြီးတော့ဂရီချင်းမကမျက်စိမိထားရတာပဲဖြစ်ပါတယ်ဂရုံးနဲ့တာဂူလီက တော့လူမိုက်တွေလည်းကလေးတွေဖြစ်ကုန်ပြီလားဆိုပြီးတော့ကြောက်တာတော့ဖြစ်နေပါတယ်ဒီလိုနဲ့တနေကုန်ဆော့ပြီးတော့ညနေစာအချိန်ကုန်ရောက်လာတာကြောင့်ဆောက်ကလေးတို့အဖွဲ့လည်းကိုယ့်ဝင်ကိုပြန်တော့မှမို့တော့ဆက်ပြီးတော့ထွက်သွားကြပါတယ်ဒါကိုကြည့်နေတဲ့ကိုရီကြီးမာကတော့ဆောက်ကလေးကပန်းချီထဲမှာဆော့ရတာပျော်လာလို့မင်းလေးကဆောက်ကလေးလည်းဆော့ရတာတဲ့ကိုရီကြီးမာအနားမှာရှိရင်ပို့ပြီးတော့ပျော်စရာကောင်းတယ်ဆိုပြီးတော့လေဥကုကလေးကတော်ကီတွေပြစ်ကျွေးနေတာကြောင့်ကိုယ်လေးအရေးတွေပြောသွားပါရယ်။ဒါနဲ့အကြောင်းသိရင်ရလာတော့မှဖြစ်တာကြောင့်ကိုရီးကျင်းမှလည်းစာကလေးကိုတွားကြရမှဖြစ်ပြီးစာကနိုင်ကာရာကတော့ ။ရဲကိုပြောင်းလဲသွားတဲ့ကိုရီချင်းမရဲ့ပုံစံတွေကြောင့်ချီချူးနေခဲ့ကြပါရဲ့။အရင်ကဆိုအိမ်မှာတနေပြေးအောင်မနေတတ်တဲ့သူကစာကူလေးကြောင့်မိသားစုအိမ်လေးမှာနေရတာကိုကြိုက်လာပါရဲ့။ကိုရီချင်းမကတော့စာကူလေးကိုကြောင်းသားကြိုနေတာသိပြီးတော့အခြားတစ်ဖက်မှာကတော့စာကူလေးကအမြင်မသိတဲ့စုံတစ်ယောက်ကကိုရီချင်းမခေါ်ခိုင်းနေဆိုပြီးတော့လည်းလာခေါ်သွားပါရဲ့။ ကိုရီချီမာကတော့စာကလေးကိုသွားယူတဲ့လမ်းမှာတပ်ပေါ်နှကောင်နဲ့တွေ့ပြီးအဲ့ဒီတပ်ပေါ်နှကောင်ကကိုရီချီမာရဲ့ရန်ရုံးရှိခဲ့တဲ့အဖွဲတွေကလူတွေပါအဲ့ဒီတပ်ပေါ်တွေကအနေနဲ့ကိုရီချီမာကိုလက်စားရှိဖို့ကိုပဲတွေးနေတာဖြစ်ပြီးတော့ကိုရီချီမာကြောင့်သူတို့မိသားစုတွေအဆုံးချိုးခဲ့ရတယ်ဆိုပြီးတော့လေတစားကတော့မေးမရဘူးဆိုပြီးတော့ပြောနေပါတယ်သူတို့ဘာပဲပြောပြောကိုရီချီမာကတော့အရန်သူတွေအရန်များတာကြောင့်အဲ့ဒီတပ်ပေါ်ကောင်တွေကိုလည်းမမှန်မိခဲ့ပါဘူးအဲ့ဒါကြောင့်ကောင်းကိုပြီးတော့စဉ်းစားနေပါတယ် တဘောတောင်းကတော့ကိုရီချီမာကိုပေါ်တော်တော်ပုံစံနဲ့မလို့ဖို့ကိုပြောလိုက်ကအဲ့ဒီထဲကတကောင်ကကိုရီချီမာကိုရှယ်ချိုးချင်တာကြောင့်မရတော့ဘူးဆိုပြီးတော့လေကြိုးချင်နေပြီဆိုပြီးတော့လှုပ်နေတာကြောင့်ဇေမောင်ရောင်စပင်းနဲ့တော်သားလေးကနေဦးညီလေးမလို့နဲ့ချိန်ချင်းမယ်ဆိုပြီးတော့သူတို့ရဲ့ဆရာကိုစောက်ခိုင်းနေပါတယ် အဲ့ဒီကောင်းဆောင်ဆိုတဲ့ကောင်းလေးရောက်လာပြီးတော့မင်းရဲ့အဖိုးတန်လေးကသူ့ရဲ့လက်ထဲမှာဆိုပြီးတော့ပြောနေပါတယ်။စာကူလေးကတော့သူ့ကိုဂရီချီမတငယ်ချင်းလားလို့ပြောပြီးတော့ခေါ်လာတယ်ဆိုပြီးတော့ပြောလိုက်တာဂရီချီမလည်းစောစောလာမကြမီလို့စာကူလေးကိုတောင်းမနေပါတယ်။အဲ့ချိန်တောက်ပေါင်းောင်းလေးကလဲရပြီးတော့အရန်ကိုကွေးရထုံးနဲ့လှုပ်ချနေတာကြောင့်ဂရီချီမလည်းရော့ဖောင်းဆိုပြီးတော့နှစ်ချက်ပြစ်ကျွေးလိုက်တာ။အဲ့ဒီတောက်ပေါင်းနှောက်ကောင်းလေးတုံးရတော့အသားလေးထမင်းမစားနိုင်ဖြစ်သွားပါတယ်။ကောင်းဆောင်ဆိုတဲ့တောက်ပေါင်းလေးကတော့စာကူလေးကိုအကြောင်းပြပြီးခြေချောင်းနေခဲ့ကထမင်းမစားနိုင်ပေမဲ့တိုင်းတော်ချချင်းသေးတယ်ဆိုသေးတဲ့တောက်ပေါင်းလေးကဂရီချီမကို တစ်ချက်ပြေးကျွေးလိုက်ပါတယ်တစ်ချက်ကနေနှစ်ချက်နှစ်ချက်ကနေသုံးချက်နဲ့ကိုရီဂျီမာကိုဝဲနေတာကြောင့်အစာကလေးရဲ့သူ့ရဲ့ကိုရီဂျီမာကိုမလုပ်ဖို့ကိုတောင်းမနေပါတယ်တောင်းမနေရတော့မရတာကြောင့်စာကလေးရဲ့ခေါင်းဆောင်ဆိုတဲ့တော်ဘောကောင်ကိုအချောက်ကြီးတတိလည်းမရှိဘူးဆိုပြီးတော့ပြောလိုက်တာသူ့ကိုအချောက်လို့ပြောလို့ခေါင်းဆောင်လေးရှက်ပြီးတော့စာကလေးကိုရိုက်လိုက်တာကြောင့်စာကလေးလည်းတတိမိသွားပါတယ်စာကလေးလည်းလက်လက်တာတာကိုကိုရီဂျီမာလည်းမြင်ပြီးတော့အရင်ကတော့ဆက်ရိုင်းတွေပြောင်းဝင်လိုက်ပြီးတော့ခေါင်းဆောင်ဆိုတဲ့ကောင်က တနက်နေ့ချိန်လေးချိန်မှာပဲကိုရီချီမာကတနက်ကိုကြိုက်ထားတဲ့လက်ကိုလိန်ချိုးပြီးစာကူလေးကိုထိခိုင်းအောင်လုပ်လို့မနာနဲ့အတကုံတီးနေပါတယ်။နောက်ဆုံးမှာတော့တဘောလေးနဲ့ကိုရီချီမာရဲ့ဒီချက်တွေကြောင့်လဲကျသွားပါတယ်။အဲ့ချိန်ကိုရီချီမာကပြုတ်ကျသွားတဲ့တနက်ကိုကြိုက်ပြီးတော့အဲ့ဒီတဘောကောင်ကိုတပ်ဖို့လုံနေတုံးမှာပဲစာကူလေးကကိုရီချီမာရဲ့နာမည်ကိုခေါ်ပြီးတော့မလို့ဖို့ကိုတားလိုက်ကတတိပြက်မိသွားပါတယ်။တဘောနှကောင်ကတော့ကိုရီချီမာကိုကြောက်ပြီးတော့ဖနှက်တော်မပါပဲပြေးသွားပါတယ်။မိုးရီတွေနဲ့တတိမိနေတဲ့စာကူလေးကိုကိုရီချီမာလည်းဝမ်းနဲ့စွာနဲ့ကြည့်နေခဲ့ပြီးစေးရုံကိုပို့လိုက်ပါတယ်။ ဆေးရရောက်တော့သူ့ရဲ့ကောင်းဆောင်ကာရာနဲ့တွေ့တာကြောင့်သူ့ရဲ့ပေါ်ဆမှုတွေကြောင့်စာကူလေးအခုလိုဖိရတာဆိုပြီးတော့လဲတောင်းဝင်နေပါတယ်။တောင်းဝင်နေတဲ့ကိုရီတီမကိုကာရာကမင်းအခုပါလို့မာတယ်။စာကူလေးကအခုလိုဖြစ်သွားတာနောက်သားမရဘူးလား။ဒါမှမဟုတ်မင်းပါလို့ပူစဉ်းစားနေလေ အဲ့လိုပြောလိုက်ကစာကူလေးကိုထိခိုက်အောင်လှုပ်တဲ့သူကစာကူရာမိသားစုရဲ့ရန်သူပဲဆိုပြီးတော့စာကူလေးရဲ့အနာမနေပြီးသတိပြန်ရလာတဲ့အထိစောက်ပြီးတော့စောက်ရှောက်ခံပြီးတော့သူပဲစာကူရာမိသားစုကိုပုံကဲခြင်းနဲ့ကောင်းလေးကိုစုံစမ်းပြီးအပြည့်ရှင်းမဲ့ဆိုပြီးတော့ခါရာကထွက်သွားခဲ့ပါရဲ့ကိုရီချင်းမကတော့သတိမနေရဲ့စာကူလေးကိုကြည့်ပြီးတော့သူကြောင့်အခုလိုဖိရတယ်ဆိုပြီးတော့စာကူလေးကိုတောင်းဝင်နေပါရဲ့ခဏကြာတော့ဆေးရုံခန်းထဲကိုစာကလည်းရောက်လာကကိုရီချင်းမကတော့ဆေးရုံကနေပြီးတော့ထွက်သွားပြီးစာကူလေးကိုထိခိုက်အောင်လှုပ်တဲ့သူတွေကိုအပြည့်ရှင်းဖို့တောင်းနေပါရဲ့ အပြင်ဘက်မှာလည်းမိုးတွေကကျွာနေရဖြစ်ပြီးကိုရီချင်းမနဲ့တွားတဲ့လမ်းမှာမာချီလက်ရောက်လာပါတယ်။မာချီကတော့ကိုရီချင်းမကိုငကိုတွေကမှအစာမတီဖိနေတဲ့အကြောင်းသူကအဖက်တော့မလုပ်သွားတဲ့ကိုရီချင်းမရဲ့အနောက်ကိုလှမ်းပြီးတော့ယောက်ျားစုံရဲ့ယောက်ျားလုံးနေဖို့ကိုပြောလိုက်ကကိုရီချင်းမရဲ့အရင်တုန်းကပုံစံအကြည့်တွေကြောင့်မာချီကကိုရီချင်းမရဲ့အဲ့လိုပုံစံကိုကြိုက်တယ်ဆိုပြီးတော့ရန်စားနေပါတယ်။ဒါပေမဲ့လေကိုရီချင်းမကအဲ့ဒီတောက်ပေါ်ကောင်ကိုတောက်ဖမလုပ်ဘဲထွက်သွားတာကြောင့်အနောက်ကနေလိုက်ပြီးတော့သူ့ကိုကြောက်နေတယ်လားဆိုပြီးတော့အစမပြေမင်းနေတဲ့အကြောင်းငကိုတွေကမှဒင်းနေတဲ့ကိုရီချင်းမလည်းသူ့ကိုအာယိုလာနောက်တဲ့မာချီကိုတစ်ချက် က်ပိတ်ကြွေးလိုက်ပါတယ်။မာဂျီဆိုတဲ့တော်ဘောလေးကတော့အကိုရီချင်းမှအခုလိုဆက်ရိုင်းနေဝင်နေတာကိုသူကကြိုက်နေတာပဲဖြစ်ပါတယ်။အဲ့ဒါမှသူ့ရဲ့အစာမကြေတာတွေကိုပြန်ပြီးတော့လစားချင်းနိုင်မှာပဲဖြစ်ပါတယ်။စာကာနဲ့ကာရာကတော့ကိုရီချင်းမှဆေးဝင်ကနေဘာမှမပြုတ်ပဲထွက်သွားတာကြောင့်စိတ်ပူလေးကဖုံးလန့်ဆက်မရဖြစ်နေပါတယ်။ကာရာကတော့အဲ့ဒီတော်ဘောကသူ့အမိကိုအလေးမထားပဲဟိုတော်ဘောကောင်တွေကိုတွားရှိနေတယ်ဖြစ်မယ်လို့ပြောလိုက်ခါသူအခုပဲလိုက်သွားမယ်ဆိုပြီးလဲကာရာလဲကိုရီချင်းမရဲ့အနောက်ကိုလိုက်သွားခဲ့ပါတယ်။ကိုရီချင်းမကတော့စာကလေးကိုထိခိုက်အောင်လုပ်သွားတဲ့တော်ဘောရင်းစီကို ွားပြီးတော့မနာနဲ့ထိုးချိနေပါတယ်မိမလိုလိုယောက်ျားလိုလိုဇော်တိကတော့ခရစ်ချင်းမကိုထိုးချိနေတာကိုကြည့်ပြီးတော့သူတို့လိုချင်တဲ့ပုံစံကအခုလိုပုံစံပဲလို့ပြောနေပါတယ်တပတ်မှကတော့ခရစ်ချင်းမကတဘောကောင်ကိုပိုက်ပဲနဲ့တီးဖို့လုံးနေတုံးမှာပဲတေးရကောင်ဆောင်ခါရာလေးရောက်လာပါတယ်ဘရာဒါရိုးရဲ့ comment အကြောင်းကြီးယူနိုင်ကိုကျွန်တော်ပြတဲ့အတွက်ကျွန်တော်ရဲ့ comment အောက်မှာစိတ်ကြိုက်ရေးသွားလို့ရပါတယ် channel လေးကိုလည်းကြည့်ပြီးသွားရင် like နဲ့ subscribe လေးတွေလုပ်ပြီးမှထပ်သားပေးကြပါလို့တောင်းဆိုရင်းနဲ့အားလုံးပဲကျေးဇူးတင်ပါတယ်